Welcome to our latest episode. I'm your host, Sam. 221B. 221B ရဲ့ကျွန်တော်ဘောကတော်တော်လွမ်းမှုခဲ့တဲ့နံပါတ်တစ်ခု၊လိမ့်စာတစ်ခုလို့ပြောလို့ရှိရင်မမောင်လန်ဒန်မြို့ဘေကာလန်းရ 221B ဆိုရဲအင်းနံပါတ်တစ်ခု။ကမ္ဘာမှာပထမဦးဆုံးစုံနောက်ဝတ္ထုတို့စတင်အသက်သွင်းရေးသားခဲ့တာကဗျာဆရာတူ။ဆိုင်းဆရာတူလည်းဖြစ်တဲ့ American Science ဆရာ Edgar Allan Poe လို့သိထားဦးမယ်။ 1841မှာပထမဆုံးရေးသားထုတ်ဝေခဲ့တဲ့ The Murders in the Rue Morgue ဆိုတဲ့စုံထောက်ဝတ္ထုတူမှာပါတယ်။ Dubin ဆိုတဲ့ဇယုတ်ကနေပြီးတော့စုံထောက်စာပေမျိုးစာအစ်တစ်ခုကိုစတင်မြေဆန်းခရမ်းပြုတယ်။ဒါပေမဲ့အဲ့အချိန်တော့ novel ဖြစ်တယ်။ short story ပဲရှိသေးတယ်။ပထမဆုံး novel ဖြစ်လာမဲ့ The Moonstone ဆိုတဲ့ဇာတ်လမ်းကို1868မှာ Wiki Collins ကရေးသားခဲ့တယ်။ကျွန်တော်ဘက်မှာပထမဆုံးဖတ်ပူတဲ့စုံထောက်ဝတ္ထုက ကြိုင်းရွှေဦးတောင်းရေးထားတဲ့ဘာသုံးလုံးဆိုတဲ့စာအုပ်။မမေကအိုက်စာအုပ်နဲ့ပြောရမယ်ဆိုလို့ရှိရင်ငါးတန်းညရာဒီမှာတော့ကျွန်တော်စောင်းဆိုင်တွန်းကားတော့အိမ်မှာဖေဖကဘွားတွေကရွှေဦးတောင်းပြိတဲ့ဖြစ်နေတော့အဲ့ဒီနာမည်ကျွန်တော်ကယင်းနီးနေတယ်။ယင်းနီးနေဆိုတော့ဒီအိမ်မင်းငှားလာခဲ့။ဘာစာအုပ်မျိုးစာမှန်းလည်းမသိဘူးပေါ့နော်။နောက်ပြီးဖက်ကြည့်တော့မှတော်တော်လေးကြိုက်သွားခဲ့။အဲ့ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဒီဘာသုံးလုံးဆိုတဲ့စာအုပ်ကပေါ့နော်။ကြိုင်းရွှေဦးတောင်းရဲ့ငူရင်ကိုပိုင်လက်ရတော်ဦးလား။ ဒါမှမဟုတ်အာမြန်မာဘာသာပြန်ထားတဲ့အခြားအဲစာမှုရှိသေးလားဆိုပြီးကျွန်တော်ရှာကြည့်သေးရတယ်။ဒါပေမဲ့ဒီ channel နဲ့ပတ်သက်ပြီးတော့ကျွန်တော် internet ပေါ်မှာလုံးဝရှာလို့မတွေ့ဘူးပေါ့နော်။အဲအဲ့ဒီကနေပြီးတော့ကျွန်တော်ကစုံနောက်စာ video တဖြည်းဖြည်းကြိုက်သွားတာပေါ့။ပြီးတော့ရွှေဦးတောင်းရဲ့သုံးပေါက်ချုံနဲ့အခြားဝတ္ထုတို့များတို့ရုပ်ခွဲနံခွဲနဲ့အခြားဝတ္ထုတို့များတို့အဲ့လိုမျိုးစာအုပ်တွေကိုလက်ကမချနိုင်ဖက်ခဲ့။ပြီးတော့မှစာအတုခုနဲ့ drawing ရဲ့ Sherlock Holmes ကို ချွေဦးတော်ဘာသာပြန်ပြီးတော့မြန်မာမှုပြုထားတဲ့မောင်ဆန်ရှားဆိုတဲ့စုံထားဝတ္ထုစီးရီးတွေစီကိုကျွန်တော်ရလာခဲ့။ဂျားဖြတ်ပြောရမှာကချွေဦးတော်ရဲ့မြန်မာမှုပြုပုံကအင်္ဂလန်နိုင်ငံတောင်ကုန်းလေးပေါ်ကအိမ်လေးတစ်လုံးမြန်မာနိုင်ငံကိုရွှေ့လာတဲ့အခါမှာအဲ့ဒီအိမ်လေးရဲ့ကြတဲ့ဘောက်ကနေပြီးတော့မြင်ရတဲ့ခြုံရင်းအတွေ့အကြုံနဲ့မြင်ခွင်းလေးကိုပါတပါတယ်မြန်မာနိုင်ငံကိုပါလာအောင်ခေါ်ဆောင်နိုင်တဲ့စွမ်းရှိတယ်လို့ဘာသာပြန်ဆရာကြီးတွေကညွှန်ခဲ့ကြဘူးပဲတကယ်လဲအဲ့ဒီအချိန်တုန်းက British လက်အောက်ခံမြန်မာနိုင်ငံကဂျန်ကုန်မြို့ဟာ Sherlock Holmes ကိုမောင်ဆန်ရှားအဖြစ်တပံပြန်လည်မွေးဖွားဖို့အတွက်ဂျန်လက္ခဏာပြည်နယ်မျိုးလေးတစ်မျိုးလည်းဖြစ်ခဲ့တာပေါ့ Sherlock Holmes ရဲ့ version မျိုးမျိုးဒီနိုင်ငံမှာရှိရယ်အာရွှေဥတော်ရဲ့မောင်ဆန်ရှားမင်းတိတ်ခါရဲ့စာပလင်းနှင်းမောင်ညာတန်းတင်းရဲ့ Sherlock Holmes စားရီကျွန်တော်အကုန်ထိတွေ့ခဲ့ရပါတော့ကိုလလန်းမိတလောက်ကျွန်တော်လိုက်ဖက်ခဲ့ရယ်အဲ Sherlock Holmes မဟုတ်တဲ့စာအုပ်မျိုးတွေလည်းကျွန်တော်ဖတ်ခဲ့ရယ် ဆိုင်းဆရာတကုံရွှေများရေးတဲ့စုံလောက်ဇလန်းနေရှိရဲ့နောက်ပြီးတော့အာဆရာဝန်စုံတော့ဇလန်းဆန်ဆန်နေတယ်ကျွန်တော် psychological thriller ပုံစံမျိုးနေနေဖက်ခဲ့ရဘူးလေလန်ဒန်မှာ 221B Baker Lane ကိုဒီမှာတော့ bowling lane ဆိုပြီးတော့ပြန်ပြီးတော့ဆရာမင်းသိန်းခါရဲ့စာပလင်းနှင်းမောင်ဝတ္ထုထဲမှာပြန်ရေးသားခဲ့လို့ကျွန်တော်ထင်တယ်အဲအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ်စာပေနဲ့ဝေဝိုင်းဆိုတော့တိတ်တော့မမှတ်မိတော့ဘာဖြစ်လို့221 B ကအလွန်မုံဆုံးဖြစ်ခဲ့ရတဲ့လဲဆိုတော့ BBC Sherlock Holmes series ကိုကြည့်ပြီးတော့မှပိုပြီးအဲ့စကောင်ကျွန်တော်ကြိုက်သွားတယ်။ပြီးတော့ Sherlock ရဲ့စကားပြောဟန်တွေလူတယောက်ကိုကြည့်ပြီးတော့ကောက်ချက်ချဟန်တွေပြီးတော့ mind mapping လုပ်ပြီးတော့အမှတ်ဉာဏ်သိမ်းဆဲတဲ့သူရဲ့သိမ်းဆဲနည်းတွေပေါ့နော်။စတာတွေကိုကျွန်တော်တော်တော်လေးအာပြုမှုပြောဆိုအတုခိုးခဲ့ဘူးလေ။လမ်းသွားရင် observation လုပ်ပြီးတော့ light ကြည့်ရဲကောက်ချက်ချတယ်။အဲ့လိုရှိရင်တော့မှ Benedict Cumberbatch လို့ဒီလိုမျိုးအဲလက်ချောင်းထိတ်လေးတွေပူထားပြီးတော့ ဒီမေးစိနာမှာထောက်ပြီးတော့စဉ်းစားတဲ့ပုံစံမျိုးစဉ်းစားတာမျိုးပေါ့နော်စသဖြင့် light tube ပါပြီးတော့ကျွန်တော်နေခဲ့ပြီကိုယ်မပြောရမယ်ဆိုလို့ရှိရင်တော့ရှာလောက်လိုမျိုးကျွန်တော်ညံကောင်းချင်တာပေါ့ဘနေဒင်းရဲ့ရှာလောက်ကရှာလောက်ဟန်ပန်အပြည့်နဲ့ဆိုလို့ရှိရင်အပြည့်ဆိုစရာမရှိဘူးဆိုပေမဲ့ novel တွေအရလိုမျိုး jawline ကောင်းကောင်းနဲ့ masculine ဖြစ်တဲ့ပုံစံအောင်တော့မတွေ့ရအောင်ပြီးတော့ martial art တွေမှာဆရာတစုဖြစ်တဲ့ပုံစံမျိုး ိုးနိုင်ကျိတ်နိုင်တက်ပုတ်နိုင်နေဆိုတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရအောင်အဲ့တခုတော့အားနေတယ်လို့ခံစားရတယ်။ Sherlock Holmes ကောင်ရဲ့လုံမှုကကျွန်တော်တယောက်တည်းလားဆိုတော့မဟုတ်ဘူး။ကမ္ဘာမှာရှိတဲ့ဒီ Gothic Detective Genre ကိုကြိုက်တဲ့လူတိုင်းပေါ်မှာလွှမ်းမှုအများကြီးရှိခဲ့တယ်။ပြီးတော့တကယ် London ပေါ့နော် Baker Street မှာရှိတဲ့221 B ဆိုတဲ့နေရာကို Sherlock Holmes တကယ်နေခဲ့တယ်လို့လောက်မှာကျွန်တော်ငြင်းရချင်းခဲ့ဘူးရယ်။နောက်ပြီးတော့ ျွန်တော်လိုပဲကဘာပေါ်ပြည်သက်ကျွန်တော်များလည်းထင်ခဲ့ဘူးပဲအခုလက်ရှိကတော့အဲ့နေရာက Sherlock Holmes ရဲ့အာ mini museum ပုံစံမျိုးလေးလုပ်ထားတယ်လို့သိရတယ်အဲ့အတွက်ကြောင့်လည်းဒီနံပါတ်ရဲ့လွှမ်းမှုမှုကအချိန်တိုင်းတာတစ်ခုထိကျွန်တော်ဘာပဲလုပ်လို့အမြဲပါနေခဲ့ဘူးရယ်တကယ်လက်တွေ့မှာတော့ Sherlock လိုမျိုးကျွန်တော်ကဉာဏ်မကောင်းခဲ့ပေမဲ့ယုတိဗေဒပိုင်းဆိုင်ရာအတွေ့အခေါ်တွေမှာတော့ကျွန်တော်က Sherlock ကြောင့်အကောင်းလာခဲ့ပါတယ် I'll see you in the next episode bye